မင်္ဂလာပါဖူဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့အကျိုးဆုံးပါတယ်ဒါဒီနေ့ကတော့တောက်ကြနေပါတော့ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ FIFA Club World Cup ပြိုင်ပွဲရဲ့ပွဲစဉ်တွေရှိသေးတယ်ဒါဒီနေ့ညမှာဆိုလို့ရှိရင် စုစုပေါင်း၄ပွဲကစားဖို့ရှိတယ်ပေါ့နော်အဲ့တော့အဲ့၄ပွဲလုံးဒါဒီနေ့ဗီဒီယိုမှာကျွန်တော်အနေနဲ့ကြိုတင်ပြီးတော့သုံးသပ်ပြီးတောင်းမှဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဒါဒီနေ့ပွဲစဉ်တွေကိုကြိုတင်ပြီးတော့မသုံးသက်ပေးကြပါမှာဆိုလို့ရှင်ကျွန်တော်ရဲ့ဒါ Telegram Channel မှာဆိုလို့ရှင်လည်းဒီပွဲစဉ်တွေသုံးသက်ချက်တွေတစ်တွေကိုကျွန်တော်တင်ပေးထားတာရှိတယ်ပြီးတော့မနေ့တော့ဆိုလို့ရှင်လည်း Telegram မှာတင်ပေးခဲ့တဲ့ပွဲစဉ် တော်တော်လုံးတော်တော်များများပါเนาะအကုန်လုံးကနှီးပါကမှန်ခဲ့တာကိုတွေ့ရတယ်အဲ့တော့ဒါ Telegram channel ကို join ကျင်နေဆိုလို့ရှိရင်တော့ဒီ video အောက်က comment မှာကျွန်တော်ရဲ့ Telegram channel link ကိုဒါ video ရဲ့ pin comment အနေနဲ့ထားပေးတာပါเนาะ comment ထဲမှာဝင်ကြည့်ပြီးတော့ဒါ Telegram channel ကို join ထားလို့ရရပါเนาะ ဟုတ်ပြီအဲ့တော့ဒါဒီနေ့အတွက်ပရမအောင်ဆုံးသုံးသပ်ပေးခြင်းနဲ့ပွဲစဉ်ကကြတော့ဒီနေ့ည10:00ခန်းကမှကစားမဲ့ PPK နဲ့ Auckland City အသင်းတွေပဲပွဲစဉ်ပါတော့။အဲ့တော့ဟုတ်ပြီအပွဲစဉ်ရဲ့လက်ရှိပေါကြီးကိုကျွန်တော်ပြပြခြင်း PPK က9-0အသင်းရဲ့35ပြားရှုံးမယ်ပြီးတော့9-0အနေနဲ့ဆိုလို့ရှိရင်6-0အသင်းရဲ့ပြားကားတဲ့ရမယ်ပေါ့နော်။ အဲ့တော့ဟိုဗီဒါဒီပွဲစဉ်ကဒါပြောမယ်ဆိုလို့ရှိရင်အုတ်စုစီရဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ပေါ့နော်ပြီးတော့ဒီလက်ရှိအုတ်စုစီမှာဆိုလို့ရှိရင်တော့ဒါဒီပြိုင်ပွဲမဆိုင်တင်ငင်တော့ဆိုလို့ရှိရင်မိုင်ယန်နဲ့ပင်ဖီကအသင်းတွေကဒါပြောမယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်တက်ဖို့ရေပန်းစားသုံးအသင်းတွေဖြစ်ခဲ့တယ်ဆိုပေမဲ့လို့လက်ရှိမှာပင်ဖီကအနည်းငယ်လေနောက်တစ်ဆင့်တက်ဖို့အတွက်ဆိုလို့ရှိရင်လက်ဂျန်နှစ်ပွဲကိုသူအနိုင်ရမှသာနောက်တစ်ဆင့်တက်တက်နိုင်မှာဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်ဒီနေ့ပွဲစဉ်ကဒါပြောမယ်ဆိုလို့ရှိရင်ပင်ဖီကအတွက်တက်တောင့်တက်တာနိုင်ပွဲတွေဖြစ်စေနိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီတစ်ဖက်က Auckland City အသင်းအနေနဲ့ကကျွန်တော် တော့အဖွင့်ပွဲမှာသူတို့ဘိုင်ယန်ကို16ပြည့်နဲ့ရှုံးခဲ့လို့ဒါဒီနေ့မှလည်းနောက်ထပ်9ပြည့်ရှုံးပွဲတစ်ပွဲကိုသူကြုံတွေ့ရနိုင်ချေရှိတာကိုတွေ့ရတယ်။အဲ့တော့လက်ရှိအုပ်စုစီမှာဆိုလို့ရှိရင်ဘိုင်ယန်ကတော့ဒါပြောမယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်တက်ဖို့အထီကြဆုံးဖြစ်သွားပြီ။ဒီတည်လဲတည်ကြပြီလို့ကျွန်တော်သတ်မှတ်လို့ရနိုင်တယ်။အဲ့တော့ဒါအုပ်စုဒုတိယနဲ့နောက်တစ်ဆင့်ကိုဘယ်သင်းတက်မလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗောနော်။အဲ့တော့လက်ရှိအုပ်စုစီမှာဆိုလို့ရှိရင်အုပ်စုဒုတိယအနေအရကိုရနိုင်ချေရှိတဲ့အတင်းနှစ်သိမ်းပဲရှိတော့ဗောနော်။ဒါက ဒီပင်ပီကာနဲ့ပိုကာဂျူနီယာတို့နှစ်သင်းတည်းကတင်းရတက်နိုင်ကြီးရှိတယ်ဗောနော်အဲ့တော့ဒါဒီနှစ်သင်း ေါ့နော်ဒီနဲ့တင်းရတာပြောမှာဆိုလို့ရှိရင်ဒီပြီးခဲ့တဲ့အဖွင့်ပွဲစဉ်မှာတွေ့ရတယ်ဒါတည်ရကြခဲ့တယ်ဒီတစ်ဖက်ကိုသတ်မှတ်စီရခဲ့တယ်အဲ့တော့ဒီနဲ့တင်းအနေနဲ့ကကျတော့လက်ကျန်နှစ်ပွဲကစားဖို့ကျန်တယ်ပေါ့နော်ဒီ Auckland City နဲ့ပွဲရယ် Bayern နဲ့ပွဲရယ်ပေါ့နော်အဲ့တော့ Auckland City နဲ့ပွဲကိုတော့ဖယ်ထားလိုက်မယ် Auckland City နဲ့ပွဲကဒါပြောမှာဆိုလို့ရှိရင် BP ကရောဘူကာဂျူနီယာရောက Auckland City တင်းကိုချိန်ပြီးပေါ့အနိုင်ကစားနိုင်ရင်ဒါပေမဲ့လို့ Bayern ပေါ့နော် Bayern ကတော့ဒီနဲ့တင်းလို့အနိုင်ရဖို့ဆိုတာခက်တယ်ပေါ့နော်အဲ့တော့ပြောမှာဆိုလို့ရှိရင်ဒီဘူကာဂျူနီယာနဲ့ဒီ BP ကပေါ့နော် သိန်းလုံးအနေနဲ့နောက်တစ်ဆင့်တက်ဖို့ဒါဒုတိယနေရာကနေနောက်တစ်ဆင့်တက်နိုင်ဖို့အတွက်ဆိုလို့ရှိရင်သူတို့တော့အရေးပါဆုံးပွဲတစ်ပွဲကတော့ဒါဒီနေ့ကစားမယ့် Auckland City အသင်းနဲ့ကိုယ်စဉ်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒါပြောမယ်ဆိုလို့ရှိရင် Osu နောက်တစ်ဆင့်တက်ဖို့အတွက်ဆိုလို့ရှိရင်ဂိုးကွာချချက်တည်းအရန်ကြီးကိုလိုအပ်လာခဲ့ပြီဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင် BB ကအနေနဲ့ကျတော့လေဒါဒီနေ့မှာ Auckland City နဲ့တွေ့တယ်ချင်းဒီဘောဒီနေ့ပွဲမှာသူတို့တင်းကိုကြီး ်မြန်မာစာသာတွင်းထားနိုင်လို့လို့တော့ဒါမှမဟုတ်လဲသူတို့ဒီပြောမယ်ဆိုလို့ရှိရင်တစ်ဖက်ကဒါတစ်ဖက်ကဘိုကာဂျူနီယာအနေနဲ့ကကြတော့လေဒီအော်ဂလန်စီးတီးနဲ့တွေ့ရပေမှာသူတို့လည်းချင်းတိပေါ့ကိုယ်ကြီးမြန်မာစာသာရဖို့ကြိုးစားမှာပဲအဲ့တော့ဒါပြောမယ်ဆိုလို့ရှိရင်အုပ်စုတက်ရေးအတွက်အော်ဂလန်စီးတီးနဲ့ပွဲစဉ်တွေကအရေးပါလာပြီလို့ကျွန်တော်သတ်မှတ်လို့ရနေတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဘင်ဘီကာအနေနဲ့အော်ဂလန်စီးတီးကိုချင်းတိပေါ့ သွင်းကိုရသလောက်သွင်းမယ်ကိုပြက်အနိုင်ဖို့ကြိုးစားလိုက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီ၅ကိုသွင်းရင်၅ပြားရှုံးမယ်အခြေတခုမှာတော့ကျွန်တော်ဒီကွဲမှာဘင်မီက၅ကို၆ကိုလောက်တော့သွင်းနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်သူတို့ရဲ့တိုက်စစ်ကလည်းဒီအဲ့လောက်ထိလုံးနိုင်နေမယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒါဒီနေ့ပထမဆုံးပိုးစဉ်အနေနဲ့ဆိုလို့ရှင်တော့ကျွန်တော်ဒီဘင်မီကအသင်းကိုရွေးချယ်ပေးလိုက်မယ်ဗော ဟုတ်ပြီတော့ဒါဒီနေ့တို့နောက်ထပ်အသုံးသပေးခြင်းနဲ့ပွဲစဉ်ကတပွဲရကြတော့ဒီနေ့ည7နာရီဘက်မှာကစားမဲ့ဖလာမင်ဂိုနဲ့ချယ်ဆီတို့ရဲ့ပွဲစဉ်ပေါ့နော်။အဲပွဲစဉ်ရဲ့လက်ရှိပေါင်းကြီးကိုကျွန်တော်ပြန်ကြည့်ရင်ချယ်ဆီကတည်ရေးကြရင်65ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းနေတယ်ဆိုလို့ရှိရင်2ဂိုးသွင်း25ပြားရှုံးမယ်ပေါ့နော်။အဲ့တော့ဒီပွဲစဉ်ကတော့အုပ်စုတည်ရေးပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့တစ်သင်းလုံးအနေနဲ့ဆိုလို့ရှိရင်လည်းအခွင့်ပွဲစဉ်မှာ 2C ဆိုတဲ့ရလဒ်တင်နဲ့နိုင်ပွဲတွေအတီးတီးရယူထားနိုင်ရတာကိုတွေ့ရတယ်ပေါ့နော်။အဲ့တော့ဒါ FIFA Club World Cup ပြိုင်ပွဲမစတင်ရင်မှလည်းဒါပြောမယ်ဆိုလို့ရှိရင်အုပ်စုတည်မှာနောက်တစ် င်တက်ဖို့အတွက်ဆိုလို့ရှိရင်တော့ Chelsea နဲ့ Flamengo ကိုအသင်းနှစ်သင်းကရေပန်းစားသုံးဖြစ်ခဲ့တယ်။ဘောနောလက်ရှိအဖွဲ့ပွဲစဉ်တွေကစားပြီးချိန်မှာဆိုလို့ရှိရင်လည်းဒါ Chelsea နဲ့ Flamengo နှစ်သင်းလုံးနိုင်ပွဲတွေရခဲ့ဆိုတော့ဒီနှစ်သင်းကပဲနောက်တစ်ဆင့်တက်ဖို့ဆိုလို့ရှိရင်လက်ရှိမှာတော်တော်လေးကို ဒီຢာခိုင်တော့အပြင်ပိုများသွားခဲ့ပြီလို့ကျွန်တော်သတ်မှတ်နိုင်တယ်။ပြီးတော့ဒီနှစ်ပွဲစဉ်မှာနှစ်သင်းလုံးအနေနဲ့တည်ရကြခဲ့မယ်ဆိုလို့ရှိရင်လည်းနှစ်သင်းလုံးအတွက်အရင်ဆုံးချုံနေတာမျိုးရှိသွားမှာမဟုတ်ဘူး။ပြောမှဆိုလို့ရှိရင်ဒီရလက်ကနှစ်သင်းလုံးအတွက်မျှတမှုရှိတယ်ဆိုတော့ကျွန်တော်သတ်မှတ်နိုင်တယ်ပေါ့နော်။အဲ့တော့ဒီဖလာမင်ဂိုကိုကျွန်တော်ပြန်ကြည့်ရင်သူတို့ကစားခဲ့တဲ့နောက်ဆုံး၅ပွဲမှာ၅ပွဲလုံးဖလာမင်ဂိုကနိုင်တယ်။ပြီးတော့ပြန်ပွဲဆိုနောက်ဆုံး၉ပွဲစတိုင်မှာဆိုလို့ရှိရင်လည်းဖလာမင်ဂိုကရှုံးဝဲမရှိကစားထားတယ်ပေါ့နော်။ဒီတစ်ဖက်ကချယ်ဆီကိုကျွန်တော်ပြန်ကြည့်ရင်တော့နောက်ဆုံး၄ပွဲစတိုင်မှာပြန်ပွဲဆိုနောက်ဆုံး၄ပွဲစတိုင်အနိုင်ရထားခဲ့တယ်။ပြီးတော့သူတို့ကစားခဲ့တဲ့နောက်ဆုံး ုံစိန်ဝဲမှာဆိုလို့ရှိရင်လည်းကိုယ်ဝဲတိတိသူတို့အနိုင်ရယူထားနေတယ်လို့တွေ့ရပါတော့။ဒါမှမဟုတ်ဒီဖလာမင်ကိုပေါ့နော်။ဖလာမင်ကိုရဲ့ခံစီကလက်ရှိတော်တော်ကောင်းနေ။ဒါနောက်ဆုံး၈ပွဲမှာ9ပွဲတိတိသူတို့ကလေးရှိရယူထားနေတယ်လို့တွေ့ရပါတော့။ပြီးတော့ဒီဖလာမင်ကိုနဲ့ချယ်စီဒီနေ့တင်းလုံးရဲ့ ။ဒါပြီးခဲ့တဲ့အဖွင့်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်2စီ2စီဆိုတော့ရလဒ်တင်နဲ့အနိုင်ရခဲ့တယ်။ပြီးတော့အဲ့ပွဲစဉ်တွေမှာကစားခဲ့တဲ့နှစ်သိန်းလုံးရဲ့ခံစစ်ပိုင်းဆိုင်ရာအရကျွန်တော်ပြန်သွားကြည့်ရင်ခံစစ်တွေကတော်တော်လေးအားကောင်းနေတာကိုတွေ့ရတယ်။အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်လည်းနှစ်သိန်းလုံးရဲ့တိုက်စစ်အနေနဲ့ဆိုလို့ရှိရင်ဒါကိုးရဖို့ဆိုလို့ရှိရင်တော်တော်လေးကိုရုန်းကန်ရလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်။အဲ့တော့ဒါပြီးတော့ဒီပွဲကသိရကြခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အပေါ်မှာပြောခဲ့လို့အရင်ကြီးနှစ်သိန်းလုံးအတွက်ဆုံးဖြတ်နေတာကိုကြီးမားသွားမှာမဟုတ်ဘူးအဲ့တော့ဒီပွဲကကျွန်တော်စိတ်ထင် CC 11လောက်နဲ့ ဒီပွဲပြီးသွားလိမ့်မယ်ပွဲတော့လို့ကျွန်တော်ထင်တယ်ဒါသိရကြမယ်ဒါနောက်ဆုံးအုပ်စုနောက်ဆုံးပွဲပွဲစဉ်ကြရင်အတီးပြီးပြန်နိုင်ပြီးတော့ဂျင်းနေတင်းဟာပဲအုပ်စုကနေပြီးနောက်တစ်စင်းကိုတက်သွားလိမ့်မယ်ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာတော့ကျွန်တော်သိရကြသွားမယ်လို့ထင်တယ်စီစီဝမ်းဝမ်းလောက်နဲ့ဒီဖြတ်သွားမယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒါဒီနေ့အတွက်ဒါရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီပွဲမှာအောက်ကြီးကိုပဲရွေးချယ်ပေးတယ်မှာဗောအဲ့တော့ဟုတ်ပြီဒါဒီနေ့အတွက်နောက်ထပ်သုံးသပ်ပေးခြင်းနဲ့ပွဲစဉ်တစ်ပွဲရကြတော့ဒါမနေ့ပြန်မနေ့အစောပိုင်းမနေ့၄နိုင်ပွဲမှာကစားမဲ့ Law Angel League နဲ့ Aspire Athens တို့ရဲ့ပွဲစဉ်ပေါ့နော် အဝဲစင်လက်ရှိပေါက်ကြီးကိုကျွန်တော်ပြန်ကြည့်ရောအေဂျင်လီအတင်းကတည်ရကြရင်95ပြားရှုံမယ်ပြီးတော့5ပေါင်းအနေနဲ့ဆိုလို့ရှိရင်2ကိုတွင်95ပြားရှုံမယ်ဆိုပြီးတော့ကြည့်ထွက်တယ်ပေါ့နော်အဲ့တော့ဒီပွဲကအုပ်စုတီရဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့နှစ်သင်းလုံးအနေနဲ့ဆိုလို့ရှိရင်အဖွဲ့ပွဲစဉ်မှာအတီးတီရှုံထားခဲ့တာကြောင့်ဒီနေ့မှာအနိုင်ရလည်းပြန်ရှာဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီ Aspirant အတင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ Flamingo နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့အတွက် ဘလုံးပိုင်ဆိုင်မှုက32ရာခိုင်နှုန်းလည်းရှိခဲ့တယ်။ပြီးတော့ဖလာမင်ဂိုရဲ့ခံစစ်ကိုဆိုလို့ရှိရင်လည်းသူတို့အနေနဲ့ထိုးပေါက်နိုင်ခြင်းမရှိခဲ့တာကိုတွေ့ရတယ်။ဒီတစ်ဖက်ကလော့အန်ဂျယ်လီအတင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ Chelsea နဲ့ပွဲမှာ သူတို့အမားတချို့လုပ်ခဲ့ဆိုပေမဲ့လို့ Chelsea ဘက်ကို9ရာနေကြီးချန်နေသူတို့အနေနဲ့ပြန်ပြီးတော့တိုက်စစ်ဆင်မှုတွေတော်တော်များများပြန်ပြစ်လုပ်ပြခဲ့တာကိုတွေ့ရတယ်ဗောနော်ပြီးတော့ဒါ Law Angel ရဲ့တိုက်စစ်မှုဖြစ်တဲ့ Danny Bowen ကဗောနော်သူဆိုလို့ရှိရင် Chelsea အသင်းကခံစီကတော်တော်လေးကိုသူထိန်းခဲ့ထိန်းပြီးကစားခဲ့ရတာကိုတွေ့ရတယ်အဲ့တော့ဒါပြောမယ်ဆိုလို့ရှိရင်ဒီပြီးပြီးခဲ့တဲ့အဖွင့်ပွဲစီနေမှာဆိုလို့ရှိရင် Law Angel နဲ့ Aspire ဗောနော်ဒီနေ့အသင်းရဲ့ကစားပုံတွေကိုကျွန်တော်ပြန်ကြည့်ရင် Law Angel အသင်းက ပို့ပြီးတော့ကောင်းမွန်ခဲ့တာကိုကျွန်တော်အချက်လက်တွေရတွေ့ခဲ့ရပါဘောနော်အဲ့တော့ပြီးတော့ Law Angeli အနေနဲ့ကျတော့လေဒီပြိုင်ပွဲကသူတို့ရဲ့အမိမိမှာကစားရတာဖြစ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့ဒီ ancient အားသာချက်တခုလည်းရှိတယ်ဘောနော်အဲ့တော့ဒီဘက်မှာဒါ Law Angeli အနိုင်ရတော့လို့မျိုးကျွန်တော်ထင်တယ်သူတို့အတင်းအနေနဲ့ကျတော့ရနောက်တစ်ဆင့်တက်ဖို့သူတို့ညွှန်လင်းထားမှာပဲဗောနော်အဲ့တော့နောက်တစ်ဆင့်တက်ချင်တယ်ဆိုလို့ရှိရင်ဒီဘွဲမှာသူတို့ဂျင်းဒီပေါ်အနိုင်ကစားဖို့လိုတယ်ဗောနော်အဲ့တော့ဒါတည်ကြရင်95မြောက်ရှုံးမဲ့အခြေတစ်ခုမှာတော့ကျွန်တော်ဒီဘွဲမှာ law engine လေးအတင်းကိုရွေးချယ်ပေးတယ်မှာပေါ့ ဟုတ်ပြီတော့ဒါဒီနေ့တို့နောက်ဆုံးသုံးသပ်ပေးခြင်းနဲ့ပွဲစဉ်တစ်ပွဲရကြတော့ဒါမနေ့ပြန်မနေ့အစောပိုင်းမနေ့9နိုင်ဘွဲမှာကစားမဲ့ဘိုင်ယန်မြူးနစ်နဲ့ဖိုကာဂျူနီယာတို့ရဲ့ပွဲစဉ်ပေါ့နော်အဲပွဲစဉ်ရဲ့လက်ရှိပေါက်ကြေးကိုကျွန်တော်ပြန်ကြည့်ရင်ဘိုင်ယန်မြူးနစ်က2ဂိုးသွင်း85ပြရမယ်ပြီးတော့5ပေါင်းအနေနဲ့ဆိုလို့ရှိရင်3ဂိုးသွင်း5ပြရမယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ကတော့အုပ်စု C ရဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့အဖွဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဘိုင်ယန်က Oakland City တင်းကို16ပြနဲ့နိုင်ထားတယ်ပေါ့နော်ဒီတစ်ဖက်ကဘိုကာဂျူနီယာကတော့ဒါဖီဘီကာနဲ့ကစားခဲ့ပြီးတော့သူတစ်ဖက်2ဂိုးစီတည်ကြခဲ့တယ်သူတို့အတွက်အသေးသမတ်တော့ရထားခဲ့ ဲ့တယ်ဗောနော်အဲ့တော့ဘိုင်ယန်ရဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်အတွင်းကိုတွေကများခဲ့တာကိုတွေ့ရတယ်ဒါနောက်ဆုံး၈ပွဲမှာဆိုလို့ရှိရင်နှစ်တင်းမောင်းအတွင်းကို၃ကိုအောက်ကိုရောက်ခဲ့တာလေတပွဲပဲရှိခဲ့တာကိုတွေ့ရတယ်ပြီးတော့နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်လည်းဘိုင်ယန်တိုက်ရှိက23ကိုလည်းရခဲ့တာကိုတွေ့ရတယ်ဗောနော်အဲ့တော့ဒီတစ်ဖက်ကဘိုဂါဂျူနီယာကိုကျွန်တော်ပြန်ကြည့်ရင်တော့ဒါသူတို့ရဲ့နောက်ဆုံး၅ပွဲဆက်မှာဆိုလို့ရှိရင်သူတို့နိုင်ပွဲလုံးဝမရခဲ့ဘူးဆိုပေမဲ့လို့ဒီတိုက်ရှိကလည်းသူတို့၉ပေါက်ပြောက်ခဲ့တာနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်၂ပွဲပဲရှိရဗောနော်ပြီးတော့အဲ့ကစားခဲ့တဲ့နောက်ဆုံး၅ပွဲအတွင်းမှာဆိုလို့ရှိရင်လည်းဘိုဂါဂျူ နီယာအနေနဲ့ရေးဖို့အထိပြန်ပြီးတော့ရယူထားနိုင်ရတာတွေ့ရတယ်ပေါ့နော်ပြီးတော့ဒါအခုနှစ်ရဲ့ FIFA Club World Cup ပေါ့နော်အဲဒီပြိုင်ပွဲမှာဆိုလို့ရှိရင်ဘရာဇီးကလပ်တွေရဲ့ခြေစွမ်းတော်တော်လေးကောင်းနေတာတွေ့ရတယ်တော်တော်လေးလည်းခြေစွာတယ်ပေါ့နော်အဲ့တော့ဒီနေ့မှလည်းပိုကာဂျူနီယာအနေနဲ့ဘိုင်ယန်ကိုအကောင်းဆုံးသုံးပြန်ကစားနိုင်တယ်မျိုးကျွန်တော်ထင်တယ်အဲ့တော့ဒီပွဲမှာကျွန်တော်ကနှစ်သိမ်းပေါင်းသိန်းကိုရေတွက်ကြည့်နေတယ်ပေါ့နော်ဒါကိုပေါင်းကြီးရ၃ကိုသိန်း၅ပြားရမယ်ခြေတစ်ခုမှာတော့ကျွန်တော်ဒီပွဲမှာ2 2 အနည်းဆုံး2 1 3 1လောက်တော့ကျွန်တော်ညွှန်လင်းကြည့်ခြင်းနဲ့ပေါ့အဲ့တော့ဒီနေ့ပြောဆိုလို့ရှိရင်ဒါနောက်ဆုံးရွေးချယ်မှုအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်9ပေါ်ရွေးချယ်ပေးလိုက်မှာပေါ့